အားလုံးပဲမင်္ဂလာပါအနော်ဝဟင်းရဲ့ Facebook နဲ့ YouTube Channel တကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ည7:45မိနစ်မှာတော့ကျွန်တော်တို့ရဲ့ချစ်လာစွာသော Manchester United နဲ့ Chelsea တို့ရဲ့ Premier League ပွဲစဉ်လေးရှိပါတယ်အဲ့တော့အဲ့ဒီပွဲစဉ်လေးကိုပွဲကြုံခံမှန်းသုံးသက်ချက်လောရမယ်ဆိုရင်လက်ရှိ Manchester United ဒီ Premier League အတွက်ဘာမှအရေးမပါတော့ဘူးဆိုပေမဲ့ Chelsea နေနဲ့ဒီကနေ့ညပွဲစဉ်ကိုအနိုင်ရရှိမှသာသူ့အနေနဲ့ Champion League ကိုတိုက်ရိုက်တန်းတက်ခွင့်ပေါ့နော်တိုက်ရိုက်ဝင်ခွင့်အတွက် မျောလင်းချက်ရှိမှာဖြစ်တဲ့အတွက်လက်ရှိချက်စီးနေတဲ့ Manchester United ကိုတလုံးတရေဆိုတဲ့ဂျေးလောက်ထိပောက်တယ်။ဂိုးပေါင်းကြီးက၃လုံးတရေပေါ့နော်။အမှန်တိုင်းပြောရင်လက်ရှိချက်စီးရဲ့လိုအပ်ချက်အရာတလုံးတရေဆိုတာပြော့တယ်လို့တောင်ပြောလို့ရတယ်အမှန်တိုင်းဆိုပေးတင်တာ Manchester United ကိုနှလုံးပြား90ရှုံးလို့ပေါ့တော့ပေးချင်ရင်ပေးတင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ Premier League ပွဲစဉ်လည်းဖြစ်ပြန်သူတို့ရဲ့အိမ်ဝင်လည်းဖြစ်ပြန်လက်ရှိလိုအပ်ချက်တွေအများကြီးနဲ့အနေထားမှာတော့ချက်စီးအနေနဲ့ ပြက်ပြက်တသားနိုင်ယူခြင်းတော့နိုင်ယူလို့ရတယ်ကိုရီတွက်ကတော့အမှန်တိုင်းပြောရင်ဒီကလေးညဘွဲစင်မှာဖြစ်နိုင်ခြေရှိတာကတော့ဖြစ်ချင်တာကတော့ဗျာကလေးတွေအကုန်လုံးပွဲထုတ်ဘာလို့ဆိုကျွန်တော်တို့ညီနဲ့လာမဲ့22ရက်နေ့ဒီပွဲပြီးရင်နောက်တစ်ပွဲကြရင်ကျွန်တော်တို့ညီနဲ့စပါးနဲ့ယူရိုပါလိဖိုင်နဲ့ကန်ရမှာဖြစ်တယ်ရယ်ဒီပွဲစဉ်မှာအနာမရမဲ့သူတွေအနာမရအောင်ကန်ဖို့အတွက်လိုအပ်တယ်အဲ့တော့နားသိတဲ့ကောင်တွေအနာပေးဒဏ်ရာမရသိတဲ့ကောင်တွေအကောင်တွေမရရင်ပြီးတာပဲဟုတ်တယ်မလား အဲ့တော့ Manchester United အနေနဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒါနောက်ပွဲကို focus ထားမယ်အနေထားမှာဒီနေ့ပွဲစဉ်မှာကစားကွက်စမ်းတာတွေကစားသမားတွေကိုအလွန်ရောကျင်ရောအသုံးပြုတာတွေကိုတော့ထပ်ပြီးမလုပ်ဖို့တော့မျှော်လင့်နေဒါပေမဲ့လည်းလုံးလုံးကြီးမတုံးလို့တော့လေမရောက်ပြပွဲကစားချိန်မိနစ်၄ဘာညာပေးမှာပေါ့နော်ကစားသမားတွေအနေနဲ့ training လေးပြေးွားနေမှာဆိုတော့ ဒီကနေ့ညပွဲစဉ်မှာတော့ကျွန်တော်တို့ရဲ့နီးပြားကြီး MRI နေနဲ့ဘလိုတွေလောက်လာမလဲဘလိုတွေဖြစ်လာမလဲဆိုတော့တချက်တော့စောင့်ကြည့်ရမယ်ဒါပေမဲ့တခုပြောစရာရှိတာကလက်ရှိကျွန်တော်အနေနဲ့ကျွန်တော်သားရဲ့ចောင်းကိစားအနေနဲ့ကျွန်တော်ခီးသွားနေရဖြစ်တဲ့အတွက်ဒီကနေ့ညပွဲစဉ်ကိုတော့ကျွန်တော်အနေနဲ့မပြပစ်ဘူးဒါပေမဲ့နောက်တစ်ပတ်ပွဲစဉ်ကိုတော့ကျွန်တော်အနေနဲ့မရရအောင်ပေါ့နော်ကိုရဲ့ PC တွေပါတယ်ရှိရနေအောင်ရအောင်ပြန်ပြီးတော့ပဲပြမယ်ဆိုတော့ဒီနေ့ညပွဲစဉ်တွေတရက်ကတော့ကျွန်တော်ကိုခွင့်ပေးပါလို့အားလုံးပဲ တောင်းဆိုကြပါတယ်အဲ့တော့လက်ရှိ Manchester United အနေနဲ့ဒီနေ့မှာတော့ Chelsea နဲ့ကန်ရမှာဖြစ်တဲ့အတွက်ဘယ်လိုပဲဖြစ်ဖြစ်ပါအမှန်တိုင်းပြောရရင်တော့ Chelsea လဲကိုကိုနိုင်သွားလို့လဲကိုတော့ဘာမှမဖြစ်ဘူးကိုကတော့ခရင်ရင်လေးပေါ့နော်ပြောရမယ်ဆိုရင်တော့ချက်စီးကိုဒီကနေ့ညပွဲစဉ်မှာခလေးတွေနဲ့ပဲကန်ကန်လူကြီးတွေနဲ့ပဲကန်ကန်နိုင်လာစေခြင်းနဲ့ဗျာ နိုင်လာခဲ့မယ်ဆိုရင်ကိုရီးယားသူတို့နိုင်မယ်အောက်မှာရှိနေကြတဲ့ဘီလာတို့နော်တီယာဖွဲတို့ကလည်းသူတို့ပွဲစဉ်တွေသူတို့နိုင်မယ်ဆိုရင်ချက်စီးအနေနဲ့ချန်ပီယံလိဝင်ခွင့်ကိုပြုတ်ပြီးတော့ယူရိုပါလိဝင်ခွင့်ကိုပဲပြန်လူရတာတို့ယူရိုပါလိဝင်ခွင့်တောင်မသေးကြတာတို့တက်ပြီးဖြစ်နိုင်တယ်ဖြစ်တဲ့အတွက်ဒါဘာပဲပြောပြောပေါ့နော်ကို့အိမ်ကဒုက္ခရောက်နေဆိုတော့မှပဲအိမ်ကြီးချင်းလည်းဒုက္ခရောက်စေခြင်းနဲ့ကျွန်တော်တို့မြန်မာတွေရဲ့ထုံးစံအတိုင်းချက်စီးလေးကိုတော့ဒီကနေ့ညနိုင်တော့နိုင်စေခြင်းနဲ့ဒါပေမဲ့မနိုင်တဲ့ဘာမှပြဿနာမရှိပါဘူး အဓိကနိုင်မှုလိုအပ်တာကနောက်တစ်ပတ်22ရက်နေ့ကျရင်ကံမယ်မန်ချက်စတာယူနိုက်တက်ရဲ့စပါးရဲ့ပွဲစဉ်ဖြစ်တဲ့အတွက်အကဒီညာပွဲဆိုင်တော့ပြန်လည်ဆုံးတွေ့ကြပါမယ်အားလုံးပဲစီးပါ